ရင်ဟိုအယူသီးတာတော့မဟုတ်ဘူးပေါ့လေလို့တခုကြံစီရဲကြီးမားတဲ့တခုတိုင်ပင်လဲွာဆိုရှင်ပြအမြဲပြတ်တယ်ပြလိုက်တယ်ရှိလို့ရှိရဲလို့ကြီးမားတဲ့ပြဿနာတခုခုနဲ့ကိုအမြဲပြတ်တယ်ဒီကအိမ်အောင်ပြုမယ်လောက်တိုင်းကိုအဲ့လိုဖြစ်တယ်ပေါ့နော်အကကြတော့ရုတ်တရက်တွေ surprise တွေပဲအဲ့လိုမျိုးပေါ့လောက်ဖြစ်မှထင်ပါတယ်အဓိကပေါ့ဘကြိုဖျားတရားမြင်များလောက်တယ်ပေါ့ဖျားတရားညွာလောက်တယ်ဆိုတော့ဟောပေါ့ဘလူးဆိုမမြင်နိုင်တဲ့အရာကြီးလည်းရှိကောင်းရှိရပေါ့နော်အလွန်ကျူးတော့အဲ့လိုယုံကြည်ပြီးတော့အဲ့လိုမျိုး ကတော့မဟုတ်ပါဘူးဒါပေမဲ့မယုံလို့လည်းမရအောင်ပေါ့အဲအရင်ပြုမယ်၃လေးချိန်လုပ်တဲ့ချိန်မှာ၃လေးချိန်လုံးကအဲ့လိုမျိုးပြက်ပြက်တက်တယ်ပေါ့နော်ပြက်တယ်အဲ့တော့ဒါပေမဲ့ဒါတော့မှကိုဘီနာမရှိရဲ့လူကဖျားတရားလုံးရင်ကိုတက်နှစပို့လုပ်တယ်ကိုတက်တက်လုပ်စားကိုတက်နှစတက်တက်လုပ်စားရဲ့အဲ့လိုမျိုးလူမျိုးဆိုတော့အကြောင်းမလို့အစင်ပြရမှာဒီဒါကိုနက်ကတ်တို့ပြီးတော့ကိုဆိုင်ကြီး အာညီမလေးမေလာနေတော့အကောင်လုံးနဲ့ဗီဒီယိုတက်ပြီးတော့ချော်တော့ဆိုရဲဇလန်တို့လေးပေါ့ပုံပေါ့နော်ဗီဒီယိုကမော်တိုင်းသူတင်ရနဲ့ပါဝင်တက်ဆောင်ထားပါရဲ့ခေါ့ဟွာပေါ့ဗကြီးတို့ကပြတဲ့အကွက်လေးကတကွက်ပဲကပြမွန်တီလုံးလာတဲ့အချိန်လေးပဲကရတဲ့အခါကျတော့ဗကြီးတို့မွန်ရိုးရမှာဆိုလို့ချင်းဒီမျက်စောပြအော်စီမီပူစော်တဲ့အကလေးပေါ့အဲ့ဒါတော့ဗကြီးတို့မွန်ရိုးရအကမှာမပါမဖြစ်နဲ့အာလူတိအများဆုံးကောက်ွက်ဖြစ်တဲ့အတွက်အဲ့ဒီတကွက်လေးကိုငငယ်လေးကကောက်ပြီးတော့အဲ့လေးကဖြစ်တာပါဟုတ် Life to you in lie Siri you in lie Fight be be line more my rose yachi Ain ne ma ni bi talk about you but think by me the do yeah fight be be အရှိမရောမပြောသည်မွန်ပွဲရည်နဲ့ပတ်သက်တာလေးတွေငယ်တုန်းကလေးတော့ကားဖြစ်တယ် အာဒီရန်ပုံငွေပွဲဆိုတော့ဒါပထမအောင်ဆုံးချိန်မှာအာပြည့်စုံပုံစံလေးပေါ့အဓိကဒါကြိုတိုင်းရင်းသားပေါင်းစုံပေါ့အဲဒီနေ့ဗတ်ပေါင်းစုံကနေပြီးတော့ပါဝင်အပ်ပြီးတော့ငလင်းပြည်သူတွေကိုအဲ့လိုမျိုးဇလန်တို့ပုံစံမျိုးလေးပေါ့ပြဇက်ကကြတော့ခုမှပထမအောင်ဆုံးချိန်တိချာဒီပါဝင်ဘူးတာဆိုတော့ကြိုပြဇက်ကကြတော့ပို့ပြီးတော့ item overload ရတာပေါ့နော်ဟိုအောက်ကစင်ရစင်အောက်ကနေကြည့်ရတဲ့အခါကျတော့ ကိုယ်မျက်နှာ ID နေအတန်နေကိုကြာနှစ်ဆပကြလို့ရုပ်ရှင်လေးအားထပ်ပို့ပြီးတော့လောရတော့အဲ့လေးတော့နည်းနည်းလေးတော့ပို့ကြိုးစားရတာပေါ့ over လေးလောက်ရတာပေါ့ဟုတ်အဓိကပကြလို့ဟိုပါပေါ့ဟိုအဓိကလူရှင်တော်ကိုယ်ကြီးလဲပါတဲ့အခါကြတော့အာတပြောတဲ့အခါကြရင်ပကြလို့ရီမိသွားမှာလို့နောက်တစ်ခါကျတော့ပြန်ပြီးတော့ဟိုမတုံ့ပြန်နိုင်မှာတော့အဲ့အလေးတော့နည်းနည်းစိုးရိမ်တာပေါ့နော်အဲ့တော့ဒီထဲမှာကြပါကြမွန်စကားကြီးပြောတယ်သူတို့ကပြန်ပြောတယ်ဟာဆိုတော့မငန့်သွားအောင်တော့အဓိကစူးစမ်းပြီးတော့စူးစမ်းတာပါ ဆက်တပင်လောကပိုပြီးပြင်းမဲ့မဲ့ channel ပေါ့နော်ပိုပြီးပြင်းတော့ဘာလို့လဲဆိုတော့ဟိုမကြီးတို့တောင်မှဒါတခုပြောတာလို့ idea လောက်တာလို့ဆိုလို့ရှိရင်ပိုပြီး overload ရတယ်ဆိုတာဟိုကင်မရာနဲ့ချိန်ပြီးရိုက်ရင် zoom ထွက်ရတော့ close up ရိုက်တဲ့အခါကျကိုယ့်ရဲ့ idea အကုန်ပေါ်တယ်အောက်ကနေကြီးချူရဆိုတော့တကယ်ဇက်တပင်လောကမှာကိုယ့်အမွေကြီးကနေကြည့်ရလူတွေဒီပါမြင်ရကြားရအောင် idea လောက်ရတဲ့အခါကျပိုပြီးပြင်းမဲ့မှာတခုစဉ်းစားလိုက်တိုင်းကြံရွယ်လိုက်တိုင်းအဲ့လိုမျိုး ဟိုဒါပုဒီယာရိုက်ထပ်ပို့ပြီးအရေးကြီးတဲ့ပြဿနာလေးတွေကဘယ်လိုတဘာဝဘေးအနေနဲ့ရရှိတဲ့အခါကျတော့အဲ့ဒီလည်းတက်ပြီးတော့ဦးစားမပေးဖြစ်ပါဘူးတခါကျတကြီးအတငယ်ချင်းနေတော့မှအာဒီရဲထဲမှာအဲ့လိုမင်္ဂလာဆောင်မယ်ဖိတ်စာရိုက်ပြီးတော့မှအဲ့လိုပြန်ဖြစ်ရတဲ့လူတွေလည်းရှိရလေရှိတဲ့အခါကျတော့ဒီကိစ္စတော့တိတ်တော့အရေးမကြီးတာဖြစ်တဲ့အတွက်နောက်ဆုံးရအောင်အရေးဟိုအယူသီးရတော့မဟုတ်ဘူးပေါ့လေအဲ့လိုတစ်ခုကြံစီရဲကြီးမားတဲ့တစ်ခုတိုင်ပင်လဲွာဆိုရှင်ပြအမြဲပက်တယ် ပြလိုက်တယ်လို့ရှိလို့ရှိရလဲလို့ကြီးမားတဲ့ပြဿနာတစ်ခုခုနဲ့ကိုအများကြီးပြတ်တယ်။အဓိကအိမ်အောင်ပြုတ်မယ်လောက်တိုင်းကိုအဲ့လိုဖြစ်နေပေါ့နော်။အခါကျတော့ရုပ်တရက်တွေ surprise တွေပဲအဲ့လိုမျိုးပေါ့လောက်ဖြစ်မှထင်ပါတယ်။အဓိကပေါ့ဘကြိုဖျားတရားမြင်များလောက်တယ်ပေါ့။ဖျားတရားညွာလောက်တယ်ဆိုတော့ဟောပေါ့ဘလူးဆိုမမြင်နိုင်တဲ့အရာကြီးလည်းရှိကောင်းရှိရပေါ့နော်။အလွန်ကျူးတော့အဲ့လိုယုံကြည်ပြီးတော့အဲ့လိုမျိုးဟိုကတော့မမဟုတ်ပါဘူး။ဒါပေမဲ့မယုံလို့လည်းမရအောင်ပေါ့။အာအိမ်အောင်ပြုတ်မယ်၃လေးချိန်လောက်တယ်ချင်မ၃လေးချိန်လုံးက အဲ့လိုမျိုးပြက်ပြက်တက်တယ်ပေါ့နော်ပြက်တယ်အဲ့တော့ဒါပေမဲ့ဒါတော့မှကိုဘီနာမရှိရဲ့လူကဖျားတရားလုံးရင်ကိုတက်နဆပို့လုတ်တယ်ကိုတက်တက်လုတ်စားကိုတက်နဆတက်တက်လုတ်စားရဲ့အဲ့လိုမျိုးလူမျိုးဆိုတော့အကြောင်းမလို့ SMB ရမှာဆွေမျိုးတွေကကြတော့မွန်လူမျိုးဆိုတော့မွန်ထိုင်မြလက်တက်ခြင်းနဲ့တော့ဆောင်းစီခြင်းတာပေါ့နော်ဒါပေမဲ့အကျိုးခေကာလအနေထားပုံစံအာဒီ AI ကြတဲ့မှာတော့တိတ်ပြီးတော့အများကြီး heavy တွေတိတ်လုတ်ဖြစ်မယ်မထင်ဘူး ့ချစ်တဲ့သူနဲ့ကိုရှိတဲ့အချိန်တိုင်းချိန်တိုင်းညပျော်နေရဆိုလို့ရှိရင်တော့သူ့အတွက်ကောင်းတာပေါ့နော်မကြည်လဲအဲ့လိုပဲကိုယ့်ကိုယ်ကိုဘွားမှာတက်အောင်နေမယ်ပျော်အောင်နေမယ်ကျမ်းမာအောင်နေမယ်အဲ့လိုမျိုးပေါ့ကြည်စိုတာ34 35ဝင့်ပြီဆိုတဲ့အခါကျမင်းကလေးတယောက်နဲ့အိမ်အောင်ပြုတ်ကလေးမွေးရမှာနောက်ကျရင်ရောဖြစ်တကြတယ်မင်္ဂလာဆောင်ပြီးတမ်းပြီးကလေးယူရမယ်ပေါ့ဟုတ်ဟုတ်ပြီတို့ဒါရေပုံငွေပွဲလေးပြန်လဲကြောင်ရေးပွဲအတွက်လိုအပ်တဲ့တရောင်းတရရာပတ်ဝင်အဖြစ်အဖြစ်တဲ့အတွက် လာယောက်ကြီးရှုရဲ့ဒီခုနှစ်သားသမီးအားလုံးလည်းဒီကုသိုလ်ရပါတယ်အဲ့တော့အများကြီးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများတယ်